အားလုံးပဲမင်္ဂလာပါရှင်။ကျမဒီကနေ့မှာတော့ဟင်းညိုပဲချက်စားစားတုံစားစားစားလို့ကောင်းပြီးတော့အရသာချွချူလေးနဲ့အရသာအရင်ရှိရဲ့ဒီချက်တဟင်းရွက်ကကျမတို့ရဲ့ဈာမကြီးအတွက်ဘလို့အထောက်အကူပြုလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ကျက်တဟင်းရွက်ဆိုတာကနုပြီးတော့ခြိုးတဲ့အရာသာရှိပါတယ်။အရာသာကကညွတ်အရာသာနဲ့ခက်ဆစင်တူပါတယ်။တစ်နှစ်ပတ်လုံးပေါက်ရောက်ပြီးတော့အရှိတောင်အရှာဒေသမှာအများဆုံးပေါက်ရောက်တဲ့အပင်တစ်မျိုးဖြစ်ပါတယ်။ စက်တန်ရင်ရွက်မှာဘလို့အာဟာရတွေပါဝင်နေတယ်လဲဆိုရင်တန်ဓာတ်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကယ်စီယမ်အမြင့်ဓာတ်ပရိုတင်းဗီတာမင် A ဗီတာမင် C ဗီတာမင် E ဗီတာမင် K တို့ပါဝင်ပါတယ်ကျသဟင်းရွက်ကစားကောင်းနေဆိုတာထပ်ပို့ပါတယ်။ကျမရဲ့အကျိုးကျေးဇူးတွေလည်းအများကြီးရှိပါတယ်။ပထမဆုံးအချက်အနေနဲ့ကတော့ကျမတို့ရဲ့ကုခန်းအားကိုကောင်းစေပါတယ်။ဗီတာမင် C က ကိုခံအားကောင်းစေဖို့အတွက်အထောက်အကူပေးပါတယ်။ပရိုတင်းပါဝင်နေရာကြောင့်လည်းကိုခံအားကောင်းစေဖို့အထောက်အကူပေးပါတယ်။နောက်အရိုးနဲ့ကြွက်သားတွေကိုတန်ပါစီပါတယ်။ကြက်သဟင်းရွက်မှာကယ်လ်ဆီယမ်ပါဝင်နေတယ်လို့ပရိုတင်းလည်းပါဝင်နေတဲ့အတွက်ကြောင့်မလို့အရိုးနဲ့သွားတွေကိုခိုင်ပါစီပြီးတော့ကြွက်သားတွေကိုတန်ပါစီဖို့လည်းအထောက်အကူပေးပါတယ်။ အဲနောက်တစ်ခုကတော့အစာချေစနစ်ကိုကျန်းမာစေတာပါအမြင့်တက်ပါဝင်နေတဲ့အတွက်ကြောင့်မလို့အစာချေစနစ်ကိုကျန်းမာစေပြီးဝမ်းမံစေဖို့အတွက်အထောက်ကူပေးပါတယ်။ဥနယံနေကိုအာဟာရဆုပ်ယူစေနိုင်ဖို့အတွက်အထောက်ကူပေးပါတယ်။နောက်တစ်ခုကတော့သွေးအားကိုကောင်းစေတာပါ ကြက်တဟင်းရွက်မှာတန်တက်ပါဝင်နေတဲ့အတွက်ကြောင့်မလို့သွေးအားကောင်းစေဖို့အထောက်အကူပေးပြီးတော့သွေးအားနဲ့ရောဂါမဖြစ်စေဖို့တက်အကာအဝယ်ပေးပါတယ်။အမြင်အာရုံလည်းကောင်းစေပါတယ်။ဗီတာမင် A ပါဝင်နေတဲ့အတွက်ကြောင့်မလို့အမြင်အာရုံကိုကျန်းမာစေပြီးတော့မျက်လုံးနဲ့မျက်ကြည်လွှာကျန်းမာစေဖို့လည်းအထောက်အကူပေးပါတယ်။နောက်အသားအရည်ကိုလည်းကျန်းမာစေပါတယ်ဗီတာမင် E ပါဝင်နေတဲ့အတွက်ကြောင့်မလို့အသားအရည်ကိုကျန်းမာစေဖို့အထောက်အကူပေးရုံသာမက အရည်ပြားပြဿနာတွေကိုတတ်တာစေဖို့လည်းအထောက်အကူပေးပါတယ် ောက်တစ်ခုကတော့စီးရွှင်စေတာပါ။ကြက်တဟင်းရွက်ကစီးရွှင်စေနိုင်ပြီးစီးလန်းချောင်းပိုးဝင်တာမျိုးဖြစ်စေဖို့အကာအကွယ်ပေးပါတယ်။ကြောက်ကက်မှာကြောက်တဲတာကြောက်ကက်ရဲ့လှုပ်ဆောင်ချက်တွေကိုကောင်းမွန်စေဖို့လည်းကြက်တဟင်းရွက်ကလှုပ်ဆောင်ပေးပါတယ်။အရေးများမှာဖြစ်တဲ့ရောင်ရမ်းမှုတွေအစစ်တေရောင်ရမ်းတာတွေကိုတတ်တာစီဖို့လဲကြက်တဟင်းရွက်ကိုစားပေးလို့ရပါတယ်။နောက်ကြက်တဟင်းရွက်ရဲ့နောက်ထပ်ကျန်းမာရေးအာနိသင်တစ်ခုကတော့သွေးတိုးကိုကျစေတာပါ။ သွေးပေါင်ခြင်းကိုထိန်းကြီးပေးပြီးတော့သွေးကြောလေးတွေကိုပြေလျော့စေရာအကြောင်းမလို့သွေးစစ်စစ်မှုကိုကောင်းစေပါတယ်။သွေးချိုလည်းကျစေပါတယ်။စက်တဟင်းရွက်ကချိုးပေမဲ့သွေးလွင့်တကြားဓာတ်ကိုထိန်းကြီးပေးနိုင်စွမ်းရှိပါတယ်။အမြင်ဓာတ်ကြွယ်ဝမှုကအစာစားပြီးချိန်မှာရုတ်တရက်သွေးလွင့်တကြားဓာတ်မြင့်တာကိုမဖြစ်စေဖို့အတွက်အထောက်ကူပေးပါတယ်။ကျက်တဟင်းရွက်ကစားကောင်းတယ်ဆိုတာထပ်ပို့ပါရတယ်။ကုခံအောင်ကောင်းစီတဲ့အယိုးနဲ့ကြွက်သားတွေကိုတန်ပါစီရဲ့ အစာချေစနစ်ကို ကျန်းမာစေရဲ၊သွေးအားကောင်းစေရဲ၊အမြင့်အာရုံကျန်းမာစေရဲ၊အသားအရည်ကျန်းမာစေရဲ၊စီးရွှင်စေရဲ၊ကြောက်ကက်ကိုကျန်းမာစေရဲ၊အယောင်ကျစေရဲ၊သွေးတိုးကျစေရဲ၊သွေးချိုကျစေပါတယ်။ဒါ့ပေမဲ့စက်သဟင်းရွက်ကိုမစားသင့်တဲ့သူတွေလည်းရှိပါတယ်။အဲသွေးပေါင်ကျတတ်တဲ့သူတွေ သွေးရင်းတကြားတက်နေတဲ့သူတွေယောဂအခန်းတစ်ခုခုရှိရတဲ့သူတွေယောဂအခြေအနေတစ်ခုခုကြောင့်မလို့တောက်ဆေးတောက်နေရတဲ့သူတွေဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှစားသုံးဖို့အကြံပြုချင်ပါတယ်ရှင်